မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတိုင်းရွှေတောင်မြို့ပေါ်မှာတကောင်စင်းကောက်ပြီးတော့ပြန်လာတဲ့အကြမ်းစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားက၄ရက်နေ့ညနေ၄နာရီ50မိနစ်ခန့်မှာရွှေတောင်မြို့ ယွန်းနိုင်ရက်ကအုပ်ချုပ်ရေးမှုစစ်ကောင်စီတပ်သားများနဲ့အပေါင်းပါများဟာသကောင်စင်းကောက်ယူပြီးတော့ပြန်လာတဲ့အချိန်ယွန်းတန်းရက်ကစိုင်းတန်းလမ်းမှာရှိတဲ့ယွန်းတန်းအုပ်ချုပ်ရေးမှုရဲ့နေအိမ်ရှိမှာရွှေတောင်မြို့နယ်ပတ်ကဖရဲဘော်များကအဝေးထိပ်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့နေရာဟာအုပ်ချုပ်ရေးမှုနဲ့စစ်ကောင်စီတပ်သားများစိုက်ကယ်ထားရှိတဲ့နေရာဖြစ်ပြီးတော့မိုင်းပေါက်ကွဲတဲ့အချိန်ကြောင့်စိုက်ကယ်နဲ့စစ်ကောင်စီတပ်သားများလဲကျသွားတော့လေထိခိုက်သေးဆုံးမှုအခြေအနေကိုတော့အသေးစိတ်အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။ အုတ်ကြီးကမိုင်းထည့်ထားတဲ့အမတ်အိတ်ကိုကြောပေးထားတာသကောင်စင်းကောက်တဲ့အဖွဲတွေစိုက်ကဲပေါ်အတက်ကိုစကားလက်အပြောမှာမိုင်းဆွဲခဲ့တာပါသူတို့သတင်းဖြတ်နေတာကတော့အုတ်ကြီးနဲ့ဆွေမျိုးတို့ထိသွားတယ်လို့သတင်းဖြတ်နေတာတွေရှိတယ်ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ရဲဘော်တွေရဲ့အမြင်ကတော့အုတ်ကြီးနဲ့သကောင်စင်းကောက်တဲ့အဖွဲပဲလမ်းထဲမှာရှိတာ ကျွန်တော်တို့အဝေးထိန်းပိုင်းထားရတဲ့နေရာမှာအဲ့ဒီအဖွဲကစိုက်ကဲရက်ထားခဲ့တယ်အပြန်မှာစိုက်ကဲပေါ်အတက်ကိုမိုင်းဆွဲခဲ့တယ်စိုက်ကဲတွေလည်းလဲသွားတယ်လူတွေလည်းလဲကျသွားတာရှိတယ်လို့ရွှေတောင်မြို့နယ်ပကဖတာဝန်ခံကပြောဆိုထားပါတယ်မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများအင်အားအလုံးရင်းနဲ့ရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များအချိန်မီဆုတ်ခွာလာပြီးတော့မြေပြင်ထိခိုက်မှုအခြေအနေကိုတော့အတိပြုနိုင်ခဲ့ခြင်းမရှိဘူးလို့ရွှေတောင်မြို့နယ်ပကဖတာဝန်ခံကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ငူမြို့နယ်မှာရှိတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရခုံမောင်းမှရှော့တိုက်ဒုံးများနဲ့တိုက်ခတ်ရာစစ်တပ်ဘက်က9ဦးထက်မနည်းသေဆုံးပြီးဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘာလ9ရက်နေ့မနက်3:40မိနစ်အချိန်မှာ Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ NSA 31မြို့ပြပျောက်ကြားအဖွဲ့နဲ့စစ်တောင်းမြေဝမ်းရေဒါရှိပူးပေါင်းစစ်ဆင်ရေးအဖွဲ့ကတောင်ငူမြို့မှာရှိတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခအတွင်းကိုတရခုံမမရှော့တိုက်ဒုံး၅လုံးကို မစ်ရှင်23အဖြစ်နဲ့ပြစ်ခတ်ခဲ့ရာရှော့တိုက်တုံး၄လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်မှုကြောင့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်းရုံခေါင်မိုးပွင့်ထွက်သွားပြီးတော့စစ်တပ်ဘက်က၃ဦးတေဆုံးတာတရင်ဗိုလ်ကြီးတုံးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ กินเนี่ยป่วนทัวပြီးတော့စစ်တပ်ဘက်ကနှစ်ဦးတိဆုံးမှုရှိတယ်လို့သိရပါတယ်အရာရှိနေအိမ်လိုင်းကန်းထိမှန်ပြီးတော့အရာရှိ3ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ရဲဘော်တွေကစစ်ခွေးတွေလုံခြုံရေးပတ်ပတ်လဲခြားထဲတဲ့ဂျားထဲကနေပြီးတော့ဝင်ပြီးတော့ပစ်ခဲ့ရတာပါတလန်းလုံးနှုံးတွေကဒူးလောက်ရှိတယ်ဆိုတော့ပစ္စည်းတွေနဲ့ဆိုတော့အတော်ကုန်ရုံးရတယ်3လုံးတစ်ခါ2လုံးတစ်ခါပစ်တယ်ပထမ3လုံးမှာအလဲ3လုံးကမထွက်ဘူးနောက်ထပ်2လုံးကတော့2လုံးလုံးထွက်တယ်စစ်တပ်ရဲ့ကင်းထောက် drone ကချက်ချင်းကိုရောက်လာတယ်တံပြန်နာမျိုးဒီတစ်ခါတော့ချက်ချင်းမလုပ်ဘူး ဲ့လိုမပစ်ဘူးဆိုတာကကျွန်တော်တို့တွေခွေးတွေကြားထဲမှာမို့လို့တံပြန်ပြစ်ရင်တို့အပေါ်ပဲပြန်ကြမှာစိုးလို့လို့မြင်တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခဟာပဲခူးတိုင်းနဲ့ကရင်ပြည်နယ်အတွင်းတော်လိုင်းအင်အားစုများကိုတိုက်ခိုက်နေတယ်စစ်တပ်ရင်းများကိုအမေပေးကုတ်ခဲနေတဲ့အဓိကတိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်တယ်လို့သိရပါတယ်လက်တလုံးမှာစစ်ကောင်စီအတွက် ဒရုန်းအစင်းကြီးတရာဟာတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရောက်ရှိနေတယ်လို့သိရတဲ့အတွက်တော်လိုင်းညီကုံမောင်နှမအများကိုကူညီတဲ့အနေနဲ့ BWM နဲ့မဟာမိတ်အဖွဲ့တွေကဒီကနေ့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်များဟာတပ်ဆိုင်ရာဒေသအသီးသီးမှာရှိတဲ့နေမြေကန်တပ်ရင်းတပ်ဖွဲ့များကိုအထက်ကကြိုးကန်ကုတ်ကဲနေတဲ့ပင်မစစ်ဗဟိုချက်နေရာကြီးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတိုင်းစစ်ဌာနချုပ်များကိုတိုက်ရိုက်တိုက်ခိုက်ပြီးတော့အင်အားချင်းနဲ့ဈေးချင်းကစစ်ကောင်စီရဲ့ Change of Command အောက်မှာရှိနေတဲ့ မြေပြင်လက်ယုံတရင်တပ်ဖွဲ့များကိုလည်းအလိုလျောက်အင်အားချိနဲ့ဈေးမှဖြစ်တယ်လို့သိရပါဗါဒါကြောင့် BWM နဲ့မဟာမိတ်အဖွဲ့များကတိုင်းစစ်ဌာနချုပ်များကို လေဒါစခန်းများလိုပဲအထုပြတ်မှထားပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့ရဲ့ရဲဘော်တွေကစစ်ခွေးတွေပတ်ချလဲဝိုင်းလာတဲ့ကြားတွေကနေပြီးတော့ဒီမရှင်ကိုစွန့်စွန့်ဆဆခိုက်ခိုက်ခိုက်ခဲလုခဲ့ရတာပါ။လမ်းတစ်လျှောက်မှာရေကကြီးထားတော့ရွှွန်တွေနှုံးတွေကဒူးလောက်ရှိတယ်။အဲ့ဒီကြားတွေကမှပစ္စည်းတွေနဲ့တော်တော်ကိုယုံပြီးတော့အញ្ញံကိုပြစ်ပြီးတော့ပြန်ထွက်ခဲ့ရတာပါ။ဒါကြောင့်ပါဝင်ခဲ့တဲ့ရဲဘော်တွေနဲ့မဟာမိတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်လေးစားကြောင်းပြောချင်ပါတယ်လို့ Brave Warriors for Myanmar BWM ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။ အခုစစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတိုက်ခိုက်တဲ့မစ်ရှင်ဟာ BWM ရဲ့23ခုမြောက်မစ်ရှင်ဖြစ်ပြီးတော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီဘက်ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေကိုလေကြောင်းကနေလက်တုံပြန်နေပြီးတော့ပြစ်မှတ်ပေးတဲ့သူတွေကိုစစ်ကောင်စီဘက်ကငွေကျပ်၁၀သိန်းပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။နောင်ချုံမြို့မှာစစ်ကောင်စီတန်းကိုပြစ်မှတ်အများပြားပေးပို့ထားတဲ့အမျိုးသားတပ်ဦးကိုတောင်းတက်မှာတော့ PSLF DNL ကပြီးခဲ့တဲ့စက်တဘာလ18ရက်နေ့မှာဖမ်းဆီးရမိထားပြီးတော့ ပြစ်မှတ်ပေးပို့ထားတဲ့တပ်တွေတွေနဲ့တကွဖမ်းဆီးရမိထားတယ်လို့ဆိုပါတယ်သူဖုန်းထဲမှာတော့ပြစ်မှတ်ပေးထားတဲ့နေရာ၁၀ခုကြော်ကြော်ပဲတွေ့တယ်။ကျန်တာကတော့သူဖြတ်ထားလိုက်ပြီ။ပြစ်မှတ်တွေကိုတေးချဝိုင်းပြီးတော့ကိုစစ်ကောင်စီဘက်ကိုပို့ထားတာ။တချို့နေရာတွေကတော့ဘုံကျဲခံရပြီးပြီးဖမ်းမိထားပြီးတော့တေးချတော့မစစ်ဆေးရသေးဘူး။သူကသွေးတို့ရောကရှိတော့ကြောက်ပြီးတော့တေးသွားတာ။ point တစ်ခုပေးရင်၁၀သိန်းရတယ်လို့ပြောတယ်။ပြီးတော့သူပေးခဲ့တဲ့ point နေရဲ့ဒါတော့ပဲတက်တဲ့ထွက်ဆုပ်ထားသေးတယ်ဆိုပြီးတော့နောင်ချုံမြို့မှာတာဝန်ကြတယ်။တောင်းတက်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ အလားတူပဲမန္တလေးတိုင်းမိုးကုံမြို့တိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတန်းကိုပွိုက်တစ်ခုပေးရငါးသိန်းရရှိနေတဲ့သတင်းပေးတဲ့သူတချို့ကလည်းဖမ်းဆီးရရှိထားတယ်လို့သိရပါဗျ။လက်ရှိတောင်းတက်နေကိုကန့်တက်နေမြေတွေမှာစစ်ကောင်စီကနေစဉ်ပုံစံအမျိုးမျိုးနဲ့လေတောင်းကနေဘုံကျဲနေပြီးတော့ဘုံကျဲရမယ်နေရာတွေကိုလည်းစစ်ကောင်စီရဲ့သတင်းဝါဒဖြန့်နေတယ် Telegram Channel တွေမှာလည်းပေါ်ပြနေကြတယ်လို့သိရပါဗျ။လက်ရှိမှာဘုံနေစဉ်အကျဲခံနေရတဲ့လာရှုံမြို့မှာလေကိုကန့်တက်ကလုံချုံရင်းတွေတင်းကျပ်နေပြီးတော့ သတင်းပေးနေတဲ့သူတွေကိုတော့ဖမ်းဆီးရမိခြင်းရှိမရှိကိုမသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA ကတင်ပိုက်ထားတဲ့လာရှုံမြို့မှာရှိတဲ့ကွန်ပျူတာတက္ကသိုလ်ကိုဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီကလေရင်နဲ့ဘုံ၃ချိန်ကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘားလ9ရက်နေ့မနက်10:30မိနစ်အချိန်ကမှလာရှုံမြို့မှာရှိတဲ့ကွန်ပျူတာတက္ကသိုလ်ကိုစစ်ကောင်စီရဲ့လေရင်များကဘုံ၃ချိန်ကျဲချသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲမှုမှာလက်တလောသိရှိထားတဲ့သတင်းများအရာ လူထိခိုက်မှုတစုံတရာမရှိဘဲအဆောက်အုံပျက်စီးမှုသာရှိတယ်လို့သိရပါတယ်။လူတော့မထိခိုက်ဘူး။ကွန်ပျူတာတက်ကတော့ကိုဘုံကျဲသွားတာနည်းနည်းဝေးလို့တပ်ပုံတော့မှသွားမရရသေးဘူးလို့ဒေတာကန်သတင်းရင်းမြစ်ကပြောကြားထားပါတယ်။အော်တိုဘားလ၄ရက်နေ့ကလည်းစေကောင်စီကလာရှုမြို့မှာရှိတဲ့တမိုင်းဝင်ကွန်ရင်တရုတ်ဘုံကျောင်းကိုဘုံကျဲချခဲ့ရာအဲ့ဒီဘုံကျဲမှုဟာလူလူအပေါ်တက်ဖြတ်ခြင်းအဖြစ် တမိုင်းဝင်နေရာများကိုပြင့်မှတ်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီကအမျိုးသားယဉ်ကျေးမှုကိုနင်းချေခြင်းဖြစ်ပြီးတော့အမျိုးသားယဉ်ကျေးမှုနဲ့ယုံကြည်ချက်များကိုချိုးနှိမ်စော်ကားကကျူးလွန်နေခြင်းဖြစ်ကြောင်း MNDAA ကသတင်းထုတ်ပြန်ထားပါဗျ။အခုနှစ်ဇွန်လလကစတင်ပြီးတော့မင်းအောင်လိုင်းရဲ့အာဏာသိမ်းတပ်ကလာရှုံမြို့အပါဝင်စစ်ကင်းလွတ်ရာအထုဒေတာတက်နယ်မြေများမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုအကြိမ်20ကြော်ပြုလုပ်ခဲ့ပြီးတော့လေကြောင်းတိုက်ခိုက်မှုများဟာလူနေရပ်ကွက်များကိုအကြိမ်ကြိမ်ပြင်းထန်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ အယတားတရားကျော်ထိခိုက်ဒဏ်ရာရရှိကစတင်ကြောင်းများလမ်းများနဲ့အခြားသောအများပြည်သူပိုင်းနေရာများအပြင်ကိုပိုင်းအိမ်အများပြားလည်းပျက်စီးခဲ့ရတယ်လို့ MNDA ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့နယ်ကြောက်ထုအခြေဆိုင်စစ်ကောင်စီရဲ့အမြောက်တပ်ကမြို့နယ်အတွင်းမှာရှိတဲ့ပန်းဆန်ခြေရွာကို drone နဲ့ဘုံကျဲတိုက်ခတ်ရာထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့် အော်တိုဘာလ9ရက်နေ့မနက်7:00ခွဲအချိန်ကမှကြောက်ထုအမြောက်တပ်ဟာအရသာပြည်သူများနေထိုင်ရာပန်းစံကြီးရွာကို drone နဲ့၃ချိန်တိုက်ခိုက်ခဲ့ပြီးတော့လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။လူထိခိုက်တာရှိတယ်လို့တော့ကြားတယ်။တေဆုံးတာလည်းရှိတယ်။တေချာတော့မသိရသေးဘူး။ဖုန်းဆက်လို့မရသေးဘူးလို့ဒေသသတင်းရင်းမြစ်ကပြောပါတယ်။ဒါအပြင်အော်တိုဘာလ3ရက်နေ့ကလည်း ကြောက်ထုအမြောက်တပ်ဟာပန်းဆန်ရွာဝင်းချင်းကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အရင်ကလည်းစစ်ကောင်စီတပ်ဟာပန်းဆန်ကြီးရွာကိုလက်နက်ကြီးများနဲ့အချိန်ချင်းပစ်ခတ်ခဲ့တဲ့အတွက်ဒေသခံပြည်သူလူထုတေဆုံးထိခိုက်မှုများရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သတင်းကြောအကြောင်းပေးရအလယ်ဘက်ခီးထွက်ကြမယ်လူငယ်များအနေနဲ့လမ်းခရီးမှာစစ်ကောင်စီကစစ်မှုထမ်းရန်အတွက်ဖမ်းဆီးခံရနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယခုအခါမှာစစ်ကောင်စီကစစ်မှုထမ်းရန်အတွက်လူငယ်များကိုဒေသတိတိမှရှိတဲ့လမ်းပိုင်းစစ်ဆေးရေးဂိတ်များရင်းစစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီးတော့ဖမ်းဆီးနေတယ်လို့သိရပါဗျ။မကြခင်မှာသတင်းကြောအကြောင်းပေးရရောက်လာတော့မှဖြစ်တဲ့အတွက်အလယ်ဘက်ခီးထွက်ကြမယ်သူများ တတိထားပြီးတော့တွာလာကြရင်တော်လိုင်းအင်အားစုများကတတိပြေပြောကြထားတယ်လို့သိရပါဗျ။စစ်ကောင်စီတက်တရဲ့မတရားပေါ်တာဆွဲမှုတွေကိုအထူးကယူဆိုင်ပြီးတော့တွာလာကြဖို့ကိုပဲတိုက်တွန်းကြမှာတယ်။နိုင်ငံအတွက်လည်းအခုကာလကတရေရှင်ရေးအရေးကြီးနေတဲ့အဆုံးဖြတ်ကာလရောက်နေတော့စစ်အာဏာရှင်တွေအတွက်ကိုယ့်ရဲ့လုပ်ရက်တွေဟာအတုံးချစရာမဖြစ်စေဖို့ပြောကြမှာတယ်လို့မုံရွာလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီဝင်ကိုခန့်ဝေဖြိုးကပြောဆိုထားပါဗျ။ စက်တမာလာအတွင်းမှာပဲမန္တလေးမြို့ဒရဦးမြို့ကြောက်ဆဲစင်ကူသခိုင်းမုံရွာရေဦးမြို့နယ်များကလူငယ်တွေရာနဲ့ချီပြီးတော့စစ်မှုထမ်းဖို့အတွက်ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးခံရတဲ့သူတွေထဲမှာခရီးထွက်ဖို့တွာလာရင်းနဲ့ဖမ်းဆီးခံရတဲ့သူအများပြပါဝင်တယ်လို့ဒေသခံများကပြောပါတယ်။စိုင်ကယ်စီးတာအုတ်ထုတ်မပါလို့ဆိုပြီးတော့ဖမ်းသွားတယ်။စစ်မှုထမ်းဖို့တို့ခေါ်သွားတယ်လို့သခိုင်းမြို့အဝင်းမှာဖမ်းဆီးခံရတဲ့လူငယ်ရဲ့ဆွေမျိုးသားချင်းတူကပြောပြထားပါဗျ။မန္တလေးမြို့အနီး စစ်မှုထိုင်းရန်ဖမ်းဆီးခံရတဲ့မြေပြင်အခြေအနေများကိုဖော်ပြနေတဲ့ Voice of Mandalay အဖွဲ့ဝင်တအုပ်က ပြည်သူတွေဂယုစိုက်ကြပါတနေ့တော့စစ်ပွဲကတေချာပေါက်ကိုယ့်ရဲ့အိမ်ရှိကိုရောက်လာကြနိုင်မယ်စစ်ကောင်စီရဲ့လက်ကင်တုံးအနေနဲ့မဖြစ်မိစေဖို့ပြည်သူကာကွယ်တပ်များထံမှအခုညီယူပြီးတော့ရှောင်းတိန်ကြဖို့ကိုပြောကြပါတယ်လို့ပြောဆိုထားပါတယ်အခုနဲ့သတင်းချုပ်ပိတ်ရဟာအော်တိုဘားလ16ရက်နေ့ကနေ20ရက်နေ့အထိ9ရက်ရှိမှဖြစ်တယ်လို့သိရပါတယ်စစ်ပွဲများဖြစ်ပွားနေတော့လေမြို့ကြီးများကပြည်သူတချို့ဟာမန္တလေးပဲခံကြောင်ဦးကြိုက်ထီးရုံးနဲ့အေရီတိုင်းမှာရှိတဲ့ကမ်းခြေများကိုခရီးထွက်ရန်ပြင်ဆင်နေကြတယ်လို့သိရပါတယ် စစ်ကောင်စီကလည်းမြို့အဝင်ထွက်ခိမ်များလမ်းပိုင်းစစ်ဆေးရေးခိမ်များမှာပြည်သူများရဲ့ဖုန်းများကိုပါစစ်ဆေးပြီးတော့ချင်းချောင်းငွေကြေးတောင်းခံခြင်းဖမ်းဆီးခြင်းများကိုပြုလုပ်နေတယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်စီဟာစစ်မှုထမ်းအပတ်စဉ်9ကိုစတင်နေပြီးတော့မကြခင်မှာအပတ်စဉ်6အတွက်တင်တန်းသားတက်တွေစုဆောင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပြတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ